မင်္ဂလာပါခင်ရှေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်ကောင်စီကသူတို့ဆုံးရှုံးထားတဲ့နေမြေတွေအမြန်ဆုံးပြန်လည်တင်းရွေးအတွက်ထိုးစစ်တွေကိုအခုမေလနောက်ပိုင်းကနေစတင်တော့မှာဖြစ်ပြီးမိုးရင်းကာလတွေမှာပါလေကြောင်းတက်ခိုက်မှုတွေနဲ့နေမြေရှင်းလင်းမှုတွေလုပ်ဖို့အချမ်းဖက်မင်းအွန်လိုင်းဦးစီးပြီးလုပ်တဲ့စီရေးဆိုင်ရာအစည်းအဝေးမှာစုံဖြတ်လိုက်တယ်ဆိုပါတယ် အချက်ပစကောင်စီရုပ်ဆိုင်ရာနေပြည်တော်ကိုဗဟိုပြုပြီးဒီကနေ့မေလ20ရက်နေ့မနက်ပိုင်းမှာပဲအင်အား3.8အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားမှုကြောင့်စစ်ကောင်စီလက်အောက်ခံ Nan Civilian Wind Dent တွေနဲ့ပြည်သူတွေပါထိတ်လန့်ခဲ့ရတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ပစကောင်စီက သူတို့ဆိုရှယ်ထားတဲ့ net မြေတွေအမြန်ဆုံးပြန်လဲသိမ့်ရွေးအတွက်ထိုးစစ်တွေကိုအခုမေလနှောင်းပိုင်းကနေစတင်တော့မှာဖြစ်ပြီးမိုးတွင်ကာလတွင်မှာပါလေကြောင်းတက်ခိုက်မှုတွေနဲ့ net မြေရှင်းလင်းမှုတွေလုပ်ဖို့အကြံဖတ်မြောင်းလိုက်ဦးစီးပြီးလုပ်တဲ့စီရေးဆိုင်ရာအစည်းအဝေးမှာဆုံးဖြတ်လိုက်ပြန်တယ်လို့နေပြီးတော့စစ်တပ်တရင်ရင်မြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့မေလ19ရက်နေ့မေလ16ရက်နေ့အပောင်းဝဲအခုလက်လေပိုင်းမှာတင်နေပြီးတော့စီယုံကျုံမှာအချက်ဖတ်မဲအောင်လိုက်ဦးစီးပြီးစီရေးဆိုင်ရာအစည်းအဝေးများစွာကိုပြုလုပ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအစည်းအဝေးတွေကနေ သူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမတိုင်မီသူတို့ဆုံးရှုံးထားတဲ့နေမြေတွေကိုအမြန်ဆုံးပြန်လဲသိမ်းယူအတွက်ထိုးစစ်စင်နာတွေဇက်တိုက်လုပ်ဖို့အခုမေလနောက်ပိုင်းကနေစတင်မဲ့ကိစ္စတွေအပြင်မိုးတွင်ကာလတွေမှာပါလေကြောင်းတက်ခိုက်မှုတွေနဲ့နေမြေရှင်းလင်းမှုတွေလုပ်ဖို့ဆုံးဖြတ်လိုက်ပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလိုထိုးစစ်တွေမှာစစ်မှုတပ်သားအစ်တွေကိုတိုက်ခိုက်ရေးတက်တွေလက်ယုံတက်တွေနဲ့အတူအဓိကထအုံပြမှာဖြစ်ပြီးရွေးကောက်ပွဲမတိုင်မီ6လအတွင်း စစ်တပ်ကသူတို့ဆုံးရှုံးထားတဲ့နယ်မြေတွေတဲကနေရသမျှအကုန်ပြန်သိမ်းခိုင်းနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲဒီလိုစစ်ကောင်စီကသူတို့ဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်လဲတက်ယူမဲ့ဦးစားပေးစရင်နဲ့မှာရမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုအပါဝင်တရန်လေးသိမ်းပိုက်ထားတဲ့မြို့နယ်တွေနဲ့စကိုင်းတိုင်းဒင်းသာကြီးတိုင်းကင်းဒီချင်းပြည်နယ်တို့ပါဝင်ပြီးတပတ်ကရခိုင်ပြည်နယ်ကချင်းပြည်နယ်ပဲခူးတိုင်းနဲ့မကွေးတိုင်းတွေမှာလည်းစစ်ကြောင်းထိုးတာတွေဇက်တိုက်လုပ်ဖို့ရှိနေတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရှင်မြင့်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ အကျံဖတ်စကောင်းစီရုံဆိုင်ရနေပြည်တော်ကိုဗဟိုပြုပြီးဒီကနေ့မေလ20ရက်နေ့မနက်ပိုင်းမှာပဲအင်အား3.8အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားမှုကြောင့်စကောင်းစီလက်အောက်ခံနန်စီဒီယံဝန်ထမ်းတွေနဲ့ပြည်သူတွေပါထိတ်လန့်ခဲ့ရတယ်လို့ဒေသခံပြည်သူတွေနဲ့ဝန်ထမ်းအတိုင်းဝိုင်းကပြောပါတယ်ဒါကတော့ဒီကနေ့မေလ20ရက်နေ့မနက်10နာရီခွဲဝင်းကျင်လောက်ကပဲအကျံဖတ်စကောင်းစီရုံဆိုင်ရနေပြည်တော်ကိုဗဟိုပြုပြီးအင်အား3.8အဆင့်ရှိတဲ့ငလင်ဟာတိတိတသားကိုလှုပ်ခတ်သွားပြန်နေဆိုပါတယ် အဲဒီလိုငလင်လွတ်ကပ်သွားတဲ့အချိန်နေပြည်တော်နေပြည်သူတွေလည်းလမ်းမပေါ်တွေကိုပြည့်ထွက်ခဲ့ကြသလိုစစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနယာယီရုံးတချို့မှရှိတဲ့ဝန်ထမ်းတွေလည်းထိတ်လန့်ပြီးအပြင်ကိုပြည့်ထွက်ရမှုတချို့ဖြစ်ပွားခဲ့တယ်လို့နေပြည်တော်တကုံးမြို့နေပြည်သူတို့ကပြောထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကပဲပြင်အား9ခုတသမခုနှစ်အဆင့်ရှိတဲ့ငလင်ကြီးလွတ်ကပ်သွားပြီးတဲ့နောက်စကိုင်းမန္တလေးအပါဝင်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကဝန်ကြီးဌာနယုံတွေနဲ့ဝန်ထမ်းအင်အားတွေပါပြုတ်ကြပျက်စီးမှုတွေရှိထားရမှာ။ တချို့ပြောကြားလူဆက်ဆက်ဖြစ်နေတဲ့အဆောက်အဦတွေဆိုအခုချိန်ထိရှင်းလင်းမှုတွေမလုပ်နိုင်သေးပဲဒီအတိုင်းရှိနေတုံးဖြစ်တဲ့အတွက်အခုလိုနောက်ဆက်တွဲငလင်းတွေလှုပ်တဲ့အချိန်ပြည်သူတွေရောစစ်တလောက်အခက်နန်းစီတဲ့ဝန်ထမ်းတွေပါစိုးရိမ်ထိတ်လန့်မှုတွေရှိနေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေနဲ့ဝန်ထမ်းအတိုင်းဝိုင်းကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့အေရီတိုင်းအင်ကဘူးမြို့နယ်မဲဇလီကုန်းမြို့မှာအချက်ဖက်စကောင်စီတပ်ကအာရခတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်လာရင်ခုခံကာဝယ်ဖို့အတွက်ဆိုပြီး လူငယ်တွေကိုစစ်တမ်းပေးဖို့အတင်းကျပ်လုပ်နေပြန်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေစီကပါတအုပ်ကိုငွေကျပ်3သိန်းစီနဲ့အိမ်တောင်တစုကိုငွေကျပ်1000စီကောက်ခံနေပြန်တယ်လို့မက်စလီကုံမြို့နေပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အခုမေလဆန်းကစပြီးအေရီတိုင်းအင်ကဘူမြို့နယ်မက်စလီကုံမြို့ကိုအချမ်းဖက်စစ်ကောင်စီတပ်တချို့ရောက်လာပြီးတော့လူငယ်တွေကိုစစ်တမ်းပေးဖို့ဆိုပြီးအတင်းအကျပ်လူသစ်စုဆောင်းဓာတ်တွေလှုပ်လာနေတယ်ဆိုပါတယ်အဓိကစစ်ကောင်စီတပ်တွေရဲ့အကြောင်းပြချက်ကတော့ အရခတတော်အေးနဲ့ PDF ပူပေါင်းတက်တွေဝင်ရောက်လာရင်အဲ့ဒီမက်စလီကုန်းမြို့မှာအဓိကခန်းစစ်တက်နေရအဖြစ်ခုခံမှုအတွက်လူငယ်တွေကိုပါသူတို့စစ်တပ်ဘက်ကနေကူတိုက်ပေးဖို့စစ်တနန်းပေးတာဖြစ်တယ်လို့ပြောပြီးအဲ့ဒီမက်စလီကုန်းမြို့မှာစစ်ကောင်စီရဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ဌာနခွဲတစ်ခုအဖြစ်အနေနဲ့ပါခုခံစစ်ပြင်ဆင်ခိုင်းတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ် ဒါအပြင်အဲ့ဒီစစ်မှုထမ်းမဲ့သူတွေနဲ့သူတို့စစ်တပ်ကိုထောက်ပံ့စေအဖြစ်စစ်ကောင်စီတပ်ကမက်စဒီကုံမြို့မှာရှိတဲ့လုပ်ငန်းရှင်တွေစီကနေတခုခုငွေကြေး3သိန်းစီပေးဖို့ကောက်ခံနေတဲ့အပြင်အိမ်အောင်စုတွေစီကနေပါငွေကြေးတပေါင်းစီပေးရမယ်ဆိုပြီးကောက်ခံနေပြန်တယ်လို့မက်စဒီကုံမြို့နေပြည်သူတို့ကပြောထားပါတယ်တစ်ဖက်မှာလည်းအာခါတတော် AE နဲ့ PDF ပူးပေါင်းတပ်တွေဟာ AR တိုင်းကအင်ကဘူမြို့နယ်အထိဝင်ရောက်လာပြီဆိုပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကအင်ကဘူမြို့နယ်အတွင်းကခြေရွာတချို့ကိုလေကြောင်းကနေဇက်တိုက်ပုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပြီး တပတ်ကအင်ကဘူးမြို့နယ်မှာရှိတဲ့ဂျေးရွာနေလူငယ်တွေကိုလည်းသူတို့စစ်တပ်ကနေကူတိုက်ဖို့အတွက်စစ်တပ်နဲ့တက်ရမယ်ဆိုပြီးမဲစီကုန်းမြို့ကိုစင့်ခေါ်တာတွေလုံနေပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ။ တစ်ဖက်မှာတော့ပဲခူးတိုင်းပေါင်းတယ်မြို့နယ်ကတိန်ကုန်းတာဝါတိုင်းစစ်တပ်အထိုင်စခန်းအတွက်အင်အားဖြည့်ဖို့ထွက်လာတယ်အကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်တွေကကြက်ဖြတ်တိုက်ခိုက်ချေမှုမှုအတွက်စေကောင်စီတပ်သား၃ဦးကတော့အတိအသင့်တိန်ကုန်းကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးအဲ့ဒီသူတို့စစ်သားတွေကိုပခတ်တွေနဲ့တဲသွားကြတယ်လို့363.1 PDF တရင်တာဝန်ခံကရေကုန်ခစ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ18ရက်နေ့ကပဲ ပေါင်းတယ်မြို့နယ်ဝဲကြီးစေပေါင်းကနေတိမ်ကုန်းတဝရိုင်အထိုင်စခန်းကိုအင်အားဖြည့်ဖို့ဆိုပြီးထွက်လာတယ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတိမ်ကုန်းကျေးရွာအနီးအရောက်မှာကြားဖြတ်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွက်စစ်ကောင်စီတပ်သား3ဦးကတော့နေရာမှာတင်ပြစ်လဲပြီးအတိအသီးတိမ်ကုန်းကြတဲ့အပြင်နောက်ထပ်ဒဏ်ရာရတဲ့စစ်သားတွေလည်းများသွားပြီးတဲ့နောက်ထေသွားတယ်သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုပကတ်တွေနဲ့တည်သွားကြတယ်လို့363 PPD ရဲ့တရင်တာဝန်ခံကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ဒင်းတိုင်းတိုင်းခမောက်ကြီးမြို့နယ်အခြေဆိုင်အချက်ဖက်စကောင်စီရဲ့ခမရ431တရင်ကစစ်မှုထမ်းအပတ်စဉ်ရှစ်တန်းတန်းစင်းတသားတင်မောင်ချစ်ကိုဆိုးတဲ့သူဟာသူကန်ဆောင်တဲ့တနတ်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ဘိတ်ခိုင်ပီဒီအက်တရင်3ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ19ရက်နေ့ကပဲခမောက်ကြီးမြို့နယ်အခြေဆိုင်အချက်ဖက်စကောင်စီရဲ့ခမရ431တရင်ကိုအပုတ်ခံရတဲ့စစ်မှုထမ်းအပတ်စဉ်ရှစ်တန်းတန်းစင်းတသားတင်မောင်ချစ်ကိုဆိုးတဲ့သူဟာ ဒေါ်လာရေးတက်တွေစီမှာအလင်းဝင်ရောက်ခြင်းနဲ့အကြောင်းကိုအရင်ဆုံးဆက်သွယ်ချိတ်ဆက်လာပြီးတဲ့နောက်သူကန်ဆောင်တဲ့လက်နက်နဲ့အတူမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါလေအဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်မောင်ချစ်ကိုဆိုသူကိုဒေါ်လာရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားတဲ့အပြင်လက်နက်ပါပါလာတဲ့အတွက်စုငွေပါချင်းမြင်ပေးဖို့စီစဉ်နေပြီးအဲ့ဒီမောင်ချစ်ကိုဆိုသူဟာမြဝရီမြို့မှာပေါ်တာဆွဲခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်၈တင်တန်းကိုအပုတ်ခံလိုက်ရတာဖြစ်တယ်လို့လေဘိတ်ခိုင်ပီတီရဲ့တရင်၃ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံဖုတ်ဖရမြို့နယ်မှာတရားမွေဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား44ဦးကိုထိုင်းအာဏာပိုင်တွေကထပ်မံဖမ်းဆီးရရှိထားပြန်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါကတော့ဒီကနေ့မေလ20ရက်နေ့မနက်အစောပိုင်းမှာပဲထိုင်းနိုင်ငံဖုတ်ဖရမြို့နယ်မှာထိုင်းအာဏာပိုင်တွေကကင်းလဲတဲ့အချိန်ထိုင်းနိုင်ငံဒေသကိုတော်လန်ကနေတဆင့်တရားမွေဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား44ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့မြန်မာနိုင်ငံသား44ဦးဟာထိုင်းနိုင်ငံဘန်ကောက်မြို့နယ် ထုံဌာနီကဆောက်လုပ်ရေးလုပ်ငန်းတွေစက်ရုံလုပ်ငန်းတွေမှာတွားရောက်အလုပ်လုပ်ဖို့တရားမဝင်လမ်းကြောင်းကနေထိုင်းနိုင်ငံဒက်ကိုဝင်ရောက်လာတာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပြီးလက်ရှိမှာတော့အဲ့ဒီမြန်မာနိုင်ငံသား44ဦးကိုထိုင်းနိုင်ငံပုပ္ပရမြို့နယ်ရက်စကန်မှာပဲအမှုဖွင့်တရားစွဲထားတယ်လို့လည်းထိုင်းစစ်တပ်ကပါထုတ်ပြန်ထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းဒရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ